တိန်ရှိပေမဲ့တိန်သမုံလို့မရတဲ့သမိုင်းတွေကအံ့ပွေအောင်မြင်ပါဟုဖရာကြီးဒါကတော့တိန်ရှိပေမဲ့တိန်သမုံလို့မရတဲ့သမိုင်းတွေကအံ့ပွေအောင်မြင်ပါဟုဖရာကြီးပဲဖြစ်ပါတယ်ဒီဖျားမှာဆွေးနော်သာသနာတော်ရဲ့အရေးကြီးဆုံးအပိုင်းဖြစ်တဲ့တိမ်သမုတ်ချင်းတွေကိုပြုလုပ်လို့မရတဲ့အတွက်ခေဆက်ဆက်မှာထူကြဆန်းကျယ်ဖြစ်ရနေတဲ့လူစိတ်ဝင်စားခြင်းကိုခံရပြီးမေကောများစွာလဲဖြစ်ပေါ်လို့နေပါတယ် ဒါကြောင့်ဒီနေ့ရွှေဘို channel video မှာဆိုရင်တော့ဒီဖျားကြီးရဲ့နောက်ွယ်ကတမိုင်းကြောင်းနဲ့အတူဘာကြောင့်မလို့ထူဆန်းဖြစ်ရတွေကြုံတွေ့နေရတယ်ဆိုတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။မြစီမဒေတာမှာဂရမမျက်စွာဖျားပွင့်နေစဉ်ခါကဖြစ်ပါတယ်။မြတ်စွာဘုရားဟာတတ်တော်55နှစ်ဝါရော20မှာနောက်ပါတပည့်အချင်းယံယဟန္တာ900နဲ့တူဒေသစာရိကြွချီလာပြီးအခုပြည်တောင်တန်းအောင်မြင်ပါဟုစေတီနေရာကိုရောက်ရှိခဲ့ပါတယ်။ အရေကပွေးဖို့ပွေးမနှကောင်ကမြတ်စွာဘုရားကိုကြည်ညိုတရားရေတဖိဖိယိုပြီးမြေမုံတွေကိုစွန်အမှန်နဲ့ကတ်လူပူဇော်ခဲ့ကြတာပါ။အဒီကပွေးဖို့ပွေးမရီကိုကြည်လင်းတဲ့မျက်နာနဲ့ပြုံးကြည့်နေတဲ့မျက်စွာဖះကိုညီဖြစ်သူအာနန္ဒာကတည်မြင်ပြီးမေးမြန်းလျှောက်ထားတဲ့အခါမျက်စွာဖះက ငါပရိနိဗ္ဗာန်စံပြီးရဲ့နောက်ပိုင်းမှာဒီပွေးဖို့ပွေးမှာဟာဒီနေရာဒေတာမှာပဲဖုံတကိုကြီးမြင့်ပြည့်စုံတဲ့တိရိဒရဘောင်မင်းကြီးနဲ့ဇန္နာဒေဝီမိဖုရားဖြစ်ကြပြီးသာသနာကိုမညှို့နှံ့အောင်ဆောင်ရွက်လိမ့်မယ်ဗုဒ္ဓသာသနာပြုဇနီးမောင်နှံဖြစ်လာလိမ့်မယ်အဲလိုမျိုးဗျာဒိတ်စကားမှားကြခဲ့ပါတယ်ဒါလို့ねရာသီရေအလီလီပြောင်းပြီးရဲ့နောက်မှာတော့မြတ်ဖုရားရဲ့ဗျာဒိတ်စကားနဲ့အညီမြို့တီနန်းတီသာသနာပြုမင်းဖြစ်ကြာမင်းပါဝင်တိရိရှင်သူမြတ်ခုနှစ်ဦးကနေ တရွေခက်တရားပြူမျိုးပြနိုင်ငံကြီးကိုတီထောင်ခဲ့တဲ့သီရိဒရပါမင်းကြီးနဲ့သီရိဆန္ဒမင်းမီပြားနှစ်ပါးတို့ကိုဘိတ်သိက်သွန်တင်မြောက်ခဲ့ကြပါတော့တယ်အရိနောက်သာသနာပြုမင်းမြတ်ဒရပောင်ကိုတကြမဲကိုယ်တိုင်ကတော့အရိနမလန်ချင်းမြင့်ပြီးတော့မကောင်းသူပဲကောင်းသူကယ်စေခဲ့ပါရဲ့ တက္ကရာတရားတဆတခုနဲ့ကိုရောက်တဲ့အခါမှာတော့သီရိတရပါမင်းကြီးဟာမြတ်စွာဘုရားရှင်ရဲ့လက်ယုံတော်မြတ်ဓာတ်တော်အစစ်တစုကိုရရှိလာပြီးရွှေသားပဂရီအစ်စ်ရွှေဇေရီဌာပနာထဲသွင်းခြင်းလာတာကြောင့်ဇေရီတစုတဲပြီးအောင်မြင်ပါဟုဘုရားလို့ခေါ်တွင်စီပါရယ်အရင်နောက်တရပါမင်းကြီးဟာသူဆန္ဒရှိရတဲ့အတိုင်းမြတ်ဗုဒ္ဓရဲ့လက်ယုံတော်မြတ်ဓာတ်တော်ကိုအောင်မြင်ပါဟုဇေရီရဲ့အတွင်းမှာရွှေသားပဂရီအစ်စ်ရွှေဇေရီဌာပနာထဲသွင်းပူဇော်ခဲ့ပါရယ်ဒါပေမဲ့လည်းဖျားတီစားကဆလို့ မြန်မာနိုင်ငံရဲ့တိန်စတိန်ဦးတိန်ဒူးလို့ယဟန္တာတွေတမောက်ကြတဲ့ယဟန္တာတိန်ဟာအောင်မြင်ပါဟုဇေယျတော်မြတ်ကြီးရဲ့ပရဘုံတွင်တည်ရှိနေပေမဲ့လည်းဘသူတဦးတယောက်ကမှယဟန်ခံတိန်တမောက်ချင်းမပြူလုံနိုင်အခွင့်မရကြတာကလည်းထူးခြားစမ်းကြေတာပါပဲတချို့ကလည်းဒေါ်ရဘောင်မင်းကြီးကတိန်တက်ခွင့်မပြုခဲ့တာလို့ဗဇက်ရဆွဲလို့လို့ပြောခဲ့ကြပါတယ် ဒေါ်လန်ရဲ့အစိုးရလို့ခေါ်တဲ့ဦးနေဝင်းလက်ထက်မှာဆွေးနော့ခေဆတ်ဆတ်ဖျက်ကျော်လာခဲ့ရတဲ့တမိုင်းဝင်အောင်မြင်ပါဟုစေတော်ကြီးစီအရှင်မဟာဝေဒဝီဇယဆရာတော်အရှင်မြတ်ရောက်ရှိလာပြီးဖျားကြီးနဲ့တကွဒေါတောင်တတဝါရီကိုစောင့်ရှောက်ခဲ့ပါတယ်။အရင်နောက်ဆရာတော်ကိုယ်တိုင်ဗုဒ္ဓဝင်ဖျားရှိခိုးကျမ်းကြီးကိုရေးသားစီရင်ပြီးနေ့စဉ်အဋ္ဌံပူဇော်ခြင်းတွေကိုမြန်မာနိုင်ငံအရရက်မှာပြုမှုဆောင်ရွက်ခဲ့တာပါ။ အောင်မြင်ပါဟုစေရီရဲ့ထူးခြားချက်တစ်ခုကတော့ဖျားကြီးနဲ့အတိတ်ပဋ္ဌာန်းဆက်ရှိရသူတွေဒါဖျားကြီးကိုလာရောက်ဖူးမြော်ခွင့်ရကြပြီးအတိတ်တန်အောင်မြင်နိုင်ခွင့်ရရှိကြတာလို့လည်းပြောစမှတ်ပြုကြပါရယ်ပရိသတ်ကြီးတို့ရဲ့ဒီနေ့ရွှေဘော channel ကနေတလောင်းနဲ့နှုတ်ဆက်ခွင့်ပြုပါရှင်အသက်သက်တော်ကြားရရင်လည်းပြန်လာခဲ့ပါအောင်မယ်ဆက်လက်စိတ်ဝင်စားချစ်ခင်အားပေးကြပါအောင်လို့ပြောကြရင်လည်းနှုတ်ဆက်ပြရစီလားနော်